မီနေတာတယောက်ယောက်ကပညာနဲ့ကိုလှုပ်ထားတာခွဲမကေတူကိုဝင်တယ်ကိုကုညင်နန္ဒာကိုနေထလင်းပြီးတော့အတီမျိုးပေါ့ဆိုတော့တကယ်အန်ဒီစစ်အဲ့လိုမျိုးလူကြီးတွေနဲ့ဆက်ခွင့်ရရဲဆိုတာကျွန်တော်တို့ကဘုံစရာကောင်းပါတယ်အခုဆိုရင်အန်ဒီဂရေ့စ်တို့လည်းကျွန်တော်ဟိုအချီးကျူးတန်လေးလေ့ကျရတဲ့အတွက်လည်းအရန်ဝမ်းသာမိပါတယ်ဗျာမင်းတို့ဒီတိုင်းတောင်းနေ ်ယူရောပါဒီလိုမျိုးခွဲထွက်တဲ့ကျွန်တော်တို့ဇက်ကားတကားကိုထပ်ပြီးဖန်တီးတဲ့အခါကိုတွက်ကိုထက်တွက်လည်းအင်မတန်မှတာဝန်ကြီးရလို့ကျွန်တော်မြင်တယ်ဆိုအဲ့တော့သူလုတ်ပြထားနိုင်တဲ့အတွက်ကြောင့်ရန်ကုန်ယူပါတယ်ကျွန်တော်တို့မြန်မာတွေဒီလိုကားမျိုးရိုက်ပြထားရဲဆိုတော့ကျွန်တော်တို့ကြွားလို့ရပြီပေါ့ရန်ကောင်းပါတယ်မျောလင်းထားတဲ့ကိုအများကြီး ကိုယ်ကလည်းပြစ်ချက်တွေလိုက်ရှာကြည့်ရပါတော့။ဆိုတော့ဟိုပြစ်ချက်မတွေ့ပါဘူး။အရင်ကောက်ပါတယ်။ဆိုတော့ဟိုအားလုံးပါဝင်တဲ့လူတွေအကုန်လုံးလည်းဟိုအရင်ကောင်းကြတဲ့အတွက်ဟိုဒီကားကြီးတွေကျွန်တော်ကုန်ယူပါတယ်။ဟုတ်။အဲ့ဒါတော့ပြောရခက်တယ်ပေါ့နော်။ကျွန်တော်တို့ကတော့อืมအရင်ကြိုက်တယ်။ဆိုတော့ပြစ်ချက်ကကျွန်တော်ဝေဖန်တာကိုကျွန်တော်30ပြည်နေစောက်ကြည့်ကြမှာပေါ့အကုန်လုံး။ဆိုတော့ဟိုအရှိမလဲဒါတကယ်ဟိုပညာရှင်တွေလည်းအများကြီးလာကြည့်ကြတယ်ဆိုတော့ဟိုပညာရှင်တွေလည်းတုံးတက်တာလေးပို့ပို့ပြီးတော့ ပြည့်စုံမယ်လို့ထင်ပါတယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကြိုက်တယ်ပရိသတ်ကိုလည်းဒါပရိသတ်ကြိုက်ကြမယ်ရုပ်ရှင်မျိုးစမ်းသစ်တဲ့ကျွန်တော်ဇလန်တို့ခုကိုဟိုဖန်တီးထားကြတယ်ဒီစမ်းသစ်တဲ့ဟာလေးကိုပရိသတ်တွေအနေနဲ့ဟိုကြည့်ပြီးမှပဲကောင်းတယ်ဆိုတော့သူတို့သိမှာပေါ့နော်ဆိုတော့ ဟိုကျွန်တော်30တက်နေတင်တဲ့ခါကျရင်လာပြီးတော့အားပေးကြဖို့ဝန်ရံကြဖို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်အခုခရေကဒီကားကလည်းအရန်ဟိုမှာကျွန်တော် online မှာလှုပ်ခတ်နေတဲ့အတွက်ကြောင့်လည်းဟိုဝမ်းသာမိပါတယ်ဂုဏ်ယူမိပါတယ်အဲအဲ့ဒါအဓိကပါပဲကျွန်တော်တို့ကထိုင်းကားရမ်းကြည့်ထားတဲ့ပုံမှာထိုင်းကားနိုင်ငံခြားကားအများကြီးကြည့်ထားတာပေါ့ဆိုတော့အဲ့အဲ့ဟာတကယ်တကယ်ပါကျွန်တော်အဲအဲ့အတွက်အရန်ကျွန်တော် appreciate ဖြစ်ပါတယ် ျွန်တော်ထိုင်းကားလိုမျိုးဟာကွက်တွေထောက်သွားမလားထိုင်းကားလိုမျိုးဖြစ်ပါမလားရိုက်နိုင်ပါမလားအော် presentation တွေကျွန်တော် edit တွေမှာဟိုထိရောက်မှုရှိပါမလားပေါ့ဟိုကျွန်တော်ဟို director ကြီးကျွန်တော်ကိုထက်ကဂိမ်းဝင်သုံးစုဗျာဆိုတော့အရန်တော်ပြီးသားပါဟိုဘယ်လိုပြောမလဲအဲ့လိုဂျားရဲမှာမှာဒီလိုမျိုးခွဲထွက်တဲ့ကျွန်တော်တို့ဇက်ကားတကားကိုထပ်ပြီးဖန်တီးတဲ့ခါကိုတွက်ကိုထက်တွက်လည်းအင်မတန်မှတာဝန်ကြီးရလို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့တော့သူလုတ်ပြထားနိုင်တဲ့အတွက်ကြောင့်ရန်ကုန်ယူပါတယ်ကျွန်တော်တို့ မြန်မာတွေဒီလိုကားမျိုးရိုက်ပြထားရဲဆိုတာကိုကျွန်တော်တို့ကြွားလို့ရပြီပေါ့ဟုတ်ကဲ့ဆိုတော့ဒါကတော့နောက်နောက်ပိုင်းစနေမှာပေါ့နော်ပိတ်တယ်ဆိုကြည့်ရင်တော့ထွန်းအောင်ကိုဟိုဟိုကြောက်တဲ့လူတွေကြောက်မယ်တနာတဲ့လူတနာမယ်ပေါ့နော်ဆိုတော့ဆိုတော့ပရိသတ်တွေဝေဖန်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဗျာဟိုမှန်တိုင်းပြောရရင်ကျွန်တော်အနေနဲ့တော့ဒီစင်းစင်းအလုံးအဲကျွန်တော်၈စင်းအဲ၁၀စင်းလောက်တော့ရှိပါတော့ဆိုတော့အဲ့စင်းနဲဒါပေမဲ့လည်းကျွန်တော်က အဲ့တော့ခုနပြောသလိုပဲ character တစ်ခုကိုခက်ခိုင်မာမာနဲ့ဝင်လောက်ရတဲ့ဟိုနေရာလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတကယ် actor ကြီးတွေနဲ့ဟိုအလုပ်တွေလုပ်ချင်တဲ့စိတ်ကိုထက်နဲ့ကျွန်တော်အလုပ်တွေလုပ်ချင်တဲ့စိတ် marketing နဲ့အလုပ်တွေလုပ်ချင်တဲ့စိတ်နဲ့ကျွန်တော်ဝင်ပြီးတော့ဒါဟိုပြောမှာဆိုရင်ဝင်အားဖြည့်ပြီးတော့အကောင်းဆုံးပံ့ပိုးထားတာပေါ့နော်ဆိုတော့ကျွန်တော်အဲ့နေရာလေးမှာလဲဒါကျွန်တော်တွေ့လိုက်တဲ့အချိန်မှာလဲအကောင်းဆုံးဟို Charlie ဝင်ပြီးတော့အကောင်းဆုံးလှုပ်ထားတယ်ဆိုတော့ဟိုအပိတန်လေးကြားရရင်ဂျင်းတ်ပါဘူးဆိုတော့အခန်းထဲတာများတာထက်ဟိုအခန်းထဲတာများတာဆိုရင်ကိုကိုကပြောမယ်ဆိုရင်လည်းဟိုအားမလို့အားမရလေးတော့ဖြစ်တာပေါ့နော်ဆိုတော့ဟိုကျွန်တော်တဆင်ချင်းဟိုစူးစမ်းနေပါတယ်ဟုတ်ကဲ့ဗျာမကေတိုကိုဝင်နေတဲ့ကိုကုညိနန္ဒာကိုနေထလင်းပြီးတော့အတီမျိုးပေါ့ဆိုတော့တကယ် MND6 အဲအဲ့လိုမျိုးလူကြီးတွေနဲ့ဆိုက်ခွင့်ရတယ်ဆိုတာကျွန်တော်တို့ကဘုံစရာကောင်းပါတယ် အဲ့တော့ဟိုအများကြီးလည်းအခုဆိုရင် anti grace လို့လည်းကျွန်တော်ဟိုချီးကျူးတန်လေးလည်းကြားရတဲ့အတွက်လည်းအရန်ဝမ်းသာပေးပါရယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟိုပရိသတ်တွေနေတဲ့တော့နတ်ဝင်တွေကတော့ဟိုအခုချိန်လောက်ဆိုရင်ဒါကျွန်တော် interview ကြီးနေတဲ့အချိန်မှာလည်းအရန်ကြီးကျင်နေကြမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်31ရက်နေ့ကြရင်ဒါဟိုကျွန်တော်နတ်ဝင်တဲ့ရုပ်ရှင်ကားကြီးကပြောတင်ပြတာပါတော့မယ်ဆိုတော့ကျွန်တော်နတ်ဝင်တဲ့ပရိသတ်တွေရောအဲကျွန်တော်ဒီဒီကျွန်တော်ချစ်တဲ့ အမှုပညာရှင်တွေအများကြီးဝင်ပြီးတော့အကောင်းဆုံးကျူးဆောင်ထားကြပါတယ်ဆိုတော့အပိဝဲရကြဖို့လည်းပြောချင်ပါတယ်ဗျာကျေးဇူးများတင်ပါတယ်